ဒီနေ့မှဆိုရင်တော့30ရက်17လ2025ပေါ့နော်။ဘာလို့လို့နဲ့နှစ်တောင်ကုန်တော့မယ်17လပိုင်းတော့ကုန်သွားပြီပေါ့နော်။အဲ့တော့ပန်းစုတို့တွေနောက်ထပ်ဒီဇင်ဘာတလပဲကျန်တော့တယ်2025မှာနေဘူးပေါ့နော်။အဲ့တော့ဒီဇင်ဘာတလတာအတွင်းမှာဒီနေ့ကလည်းတနင်္ဂနွေနေ့လေးဖြစ်တာအကြောင်းပေါ့နော်။2025ရဲ့လက်ကျန်ဒီဇင်ဘာလလေးမှာတနင်္ဂနွေသားသမီးလေးတွေရအခုဒီအဟောလေးမှာတတိပေးထားတဲ့တတိပေးချက်တွေကို မလောက်ဘူးဆိုလို့ရှိရင်တော့2026မှာကန်ထောက်ပံ့နေရဖို့မလွယ်ကူပါဘူး။ဒါကြောင့်မလို့ကိုက2026မှာအခုထပ်ပို့ပြီးလက်ရှိထပ်ပို့ပြီးတော့ကန်ကောင်းခြင်းနဲ့ပို့ပြီးတော့လည်းကန်ထောက်ပံ့နေရခြင်းပြီးတော့ကိုယ့်ဘဝကိုအပြောင်းလဲတစ်ခုဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်2025လက်ကျန်ဒီဇင်ဘာလမှာအခုဒီရီဒီမှာဟောသွားမယ့်အရာတွေကိုရှောင်ကျင်ပေးဖို့လိုမယ်။အဲ့တော့ဗီဒီယိုအဆုံးအထိကြည့်ပေးမယ်နော်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်တနင်္ဂနွေသားသမီးတွေဒီဇင်ဘာလအတွင်းထဲမှာ ဘာတွေရှောင်ရမလဲကတ်ကလေးလေးကထုတ်လိုက်ပါပြီဟုတ်ပြီအဲ့ဒီတော့တနင်္ဂနွေသားသမီးလေးတွေကနောက်လာမယ့်တပတ်အတွင်းပေါ့နော်နောက်လာမယ့်တပတ်အတွင်းထဲမှာအခုဒီဗီဒီယိုမှာဒီကတ်တွေမှာထွက်လာတဲ့အရာလေးတွေကိုရှောင်ပေးရမှာဖြစ်ပါတယ်ပထမဆုံးကတ်မှာသင်သတိထားပြီးရှောင်ရမယ့်အရာတွေကတော့ စိတ်များတာတွေနောက်တခါရွေးချယ်ကြရတွေအများကြီးဖြစ်နေတာတွေအဲ့ဒါတွေကိုတေးတေးချာချာပြန်လဲစစ်ထုတ်ဖို့လိုပါတယ်တဲ့နော်အဲ့တော့ကြတော့ပန်းစုတို့ဒီနှစ်ကုံတစ်ပိုင်းရောက်လာတဲ့အချိန်ကြလို့ရှိရင်များသောအားဖြင့်လူတွေက 2026မှာဘာတွေဖြစ်ကျင်နေဘာတွေရကျင်နေဘယ်လိုပုံစံတွေပြောင်းလဲသွားကျင်နေစသဖြင့်ပဲတော်တော်များများကစဉ်းစားကြတာများတယ်။အဲ့ဒီအခါမှာပန်းစုလိုပြန်ပြီးတော့သတိထားမှာကိုယ့်ဘဝထဲမှာကောမလိုအပ်သောအရာတွေเนาะကိုယ်မသိလိုက်မသိပါတာပိတ်မိစေတဲ့အရာတွေရှိတယ်။အဲ့ဒါတွေကိုပြန်လဲလျှော့ချဖို့ဆိုတာကလိုလာတယ်ပေါ့เนาะအဲ့ဒါတွေကိုပြန်လဲလျှော့ချလိုက်မှရှင်းထုတ်လိုက်မှာကိုယ့်ဘဝထဲမှာဒီနေရာတွေကရှင်းလင်းသွားမှာရှင်းလင်းသွားတဲ့အခါကျတော့မှာကိုလိုချင်တဲ့အရာသစ်တွေကို ထပ်ဖြည့်လို့ရမှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ဒီမှာပထမကမှပြောထားတာဆိုလို့ရှိရင်တော့စိတ်တွေများနေတာဒီဟာကိုလုံနေရင်းနဲ့မှဟိုတစ်ခုကိုအာယုံကရောက်သွားပြန်ပြီသိတယ်မလား။အဲ့ဒီတစ်ခုကိုလုံတော့မယ်ဆိုတဲ့အခါမှာဒီဘက်ကဟာကို စိတ်ကမပြတ်နိုင်ပါဘူးစသဖြင့်ရွေးချယ်မှုတွေကများတယ်ဘာလို့ရွေးချယ်လို့ရွေးချယ်အောင်မသိဘူးအဲ့တော့ရွေးချယ်မှုတွေများလေလေစဉ်းစားတာတွေများလေလေဘာဖြစ်နေလဲဆိုတော့အတွေးထဲမှာပိတ်မိလေလေကိုယ့်ရဲ့လမ်းတွေကပျောက်လေလေဖြစ်ပါတယ်တဲ့ဒါကြောင့်မလို့เนาะအတွေးများတာတွေရွေးချယ်စရာများတာတွေစဉ်းစားတာတွေကိုတသေးချာချာစစ်ထုတ်ဖို့လိုပါပြီတဲ့ဘယ်အရာဒီကိုယ့်အတွက်အကောင်းဆုံးလဲဘယ်အရာဒီကိုယ့်အတွက်အသေးချာဆုံးလဲဆိုတာကိုပြန်လဲဖော်ထုတ်ဖို့အတိတ်ပဲဖော်ဖို့လိုတယ်ဆိုတဲ့ကာလဆိုတာကိုပြနေပါတယ် ဒုတိယတကလေးမှာဆိုလို့ရှိရင်တော့ nice or swans ပေါ့နော်အာဒီမှာအရန်ကိုတိုက်ခိုက်တာပေါ့နော်ဒီလိုမျိုးအမဲရောင်နှွမ်းခြုံပြီးတော့အတိုက်ခိုက်တဲ့ energy လေးကိုမြင်နေရတယ်အဲ့တော့ဒီကာလမှာဆိုလို့ရှိရင်ကိုစကားပြောစင်ကြင်တာလေးတွေလုပ်မယ်နောက်တစ်ခုကဆိုလို့ရှိရင်ကိုနဲ့မဆိုင်တဲ့အရာတွေဆိုဝင်မပါတာမျိုးလေးတွေเนาะကိုစိတ်ထဲမှာထင်းရင်ထင်းသလို အဝေဘန်နာမျိုးလေးတွေပေါ့ဒါမျိုးလေးတွေဆိုရင်ရှောင်ရှားဖို့လိုမယ်တဲ့ဒါလေးတွေကရှောင်ဝမဲ့အချက်တွေဖြစ်တယ်ပေါ့နော်တကယ်လို့ဒီမူကျင့်တွေဒီမကောင်းလို့ထင်တယ်ဆိုလို့ရှိရင်ကိုအပီးတိုင်ထားခဲ့လိုက်လို့လည်းရတယ်ပေါ့ဒီနှစ်ထဲမှာပေါ့နော်အဲ့တော့သူပြောထားတာကတော့ကိုကအနိုင်ရနေတဲ့သူဖြစ်ရင်တောင်မှပြောနိုင်ဆိုနိုင်တဲ့သူဖြစ်ရင်တောင်မှအနိုင်ရနေတဲ့သူလောက်ွက်ရှိတဲ့သူဖြစ်ရင်တောင်မှတဲ့ အနိုင်မယူပါနဲ့မတိုက်ခိုက်ပါနဲ့ပေါ့နော်အဲ့ဒီရဲ့ဒဏ်နေရတဲ့နောက်ပိုင်းမှာကံကိုမှေးမိန်စေပြီးတော့ကံထောက်ပံ့တွေကိုမရစေတဲ့အရာပဲဖြစ်ပါတယ်တဲ့ဒါဆိုလို့ရှိရင်ပန်းစုလိုကတင်းငွေတွေနေမွေးဖွားသူလေးတွေအတွက်ကိုအတွက်ပေါ့နော်ရှောင်းကိုရှောင်းဝမဲ့အရာလေးတွေသိသွားပြီဆိုတဲ့အခါမှာရှေ့ဆက်ပြီးတော့အကောင်းဆုံးသွားဖို့ဘာလို့ရွေးချယ်ရမလဲဆိုတာကိုကွက်ကွက်ဝင်ဝင်မြင်သွားပြီပေါ့နော် နောက်တစ်ခုကဆိုလို့ရှိရင်ကိုကတန်မာပြီးသားသူဖြစ်တယ်ကိုက strong ဖြစ်ပြီးသားသူဖြစ်တယ်ပေါ့နော်အဲ့တော့ကိုရဲ့အတ္တကိုလာထင်ရင်ဒီကကိုအတ္တကိုလာထင်ရင်ကိုနဲ့ညိမယ်ဆိုတဲ့အတွေးမျိုးပေါ့နော်အဲ့တော့အတ္တကြီးရတွေကိုလျှော့ပါပေါ့နော်သူကဒီမှာပြောထားချင်တာကဘာလဲဆိုလို့ရှိရင် လောဘတို့ဒေါသတို့မောဟတို့အတ္တတို့ပေါ့နော်အဲ့ဒါလေးတွေကိုလျှော့လိုက်မယ်ဆိုလို့ရှင်ကိုယ်ဘဝထဲမှာအတိတ်အတိတ်တော့ရောက်လာခြင်းတော့အရာတွေပေါ့နော်ကံထောက်ပံ့တွေကိုပို့ပြီးတော့ဖြစ်စီမှာပဲဖြစ်တယ်နောက်မှာစောင်းရှောက်နေတဲ့စောင်းရှောက်မှုကိုတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်နော်ကိုယ်စီမှာရှိနေတဲ့အဲ့ဒီလိုမျိုးကိုယ့်ရဲ့အတ္တကနေပြန်ပိတ်ထားတာမျိုးနော်ကိုယ့်ရဲ့အတွေးကနေပြန်ပိတ်ထားတာမျိုးအကိုယ့်ရဲ့တွေးဝေမှုတွေကနေပြန်ပိတ်ထားတာမျိုးဒါတွေမဖြစ်အောင်နော်ဒါတွေမဖြစ်အောင်လို့ဒီအရာကိုလုံးဝဖယ်ထုတ်ပြရမယ့်အရာတွေဖြစ်တယ်ပေါ့နော် ။နောက်တစ်ခုကဆိုလို့ရှိရင်နံပါတ်၄ကမှာဆိုလို့ရှိရင်တော့အချိန်မဆောင်ဆိုင်နိုင်ခြင်းအလောကြီးခြင်းတွေကိုရှောင်ပါတယ်နော်။အဲဆိုလို့အလောကြီးနေတဲ့ရွေးရဘာမှဖြစ်မလာဘူး။ပြီးရင်အစီအစဉ်မကြနာတာတွေမှားယွင်းသောရွေးချယ်မှုတွေလှုပ်ဆောင်ချက်အမှားတွေကိုပါဖြစ်နိုင်တယ်။အဲ့တော့တင့်မှာရှိနေတဲ့ရည်ရွယ်ချက်ရည်မှန်းချက်တစ်ခုခုတာဂက်တစ်ခုခုတွေပြည့်မလာသေးဘူးဖြစ်မလာသေးဘူးရောက်မလာသေးဘူးဆိုတဲ့အခါကျလို့ရှိရင်အဲ့ဒါကိုစိတ်တပူပူနဲ့ထိုင်ပြီးတော့ တော့စောင့်နေတာညှင်းညူနေတာအပြစ်တင်တာထက်စားလို့ရှိရင်တဲ့အဲ့ဒီအလောကြီးတဲ့စိတ်တွေကိုရှော့ချပြီးတော့အချိန်ဆောင်ဆန်းထပ်ပြီးတော့ပညာရှိဆန်စွာတည်ငြိမ်ဖို့လိုတယ်တဲ့နော်ဒါလေးတွေကကြတော့ဆောင်ရရှောင်ရမယ့်အရာလေးတွေပေါ့နော်အဲ့တော့ဒီဒီဇင်မာလအတွင်းလာမဲ့တစ်ပတ်အတွင်းထဲမှာပေါ့နော်ခေပြုတ်မှုလေးတွေကိုသာတနည်းရိသားသမီးတွေကရှောင်လိုက်မယ်ဆိုလို့ရှိရင်เนาะကံအထောက်ပံ့နေအများကြီးကိုလည်းရရှိလာမှာဖြစ်ပါတယ်တဲ့အဲ့တော့ပထမဆုံးဖတ်ပြပေးသွားတဲ့ဟာတွေကဆိုလို့ရှိရင်เนาะ ဘလို့ရှောင်ရမယ်ဆိုတော့ပန်းစုကိုရှောင်ရမယ်မကောင်းတဲ့ဘက်ကအပိုင်းတွေကိုပန်းစုကိုစစ်ထုတ်ပြရမယ်အပိုင်းတွေကိုဖတ်ပြသွားတာပေါ့နော်အဲ့တော့အဲ့ဒီအရာတွေဒါရှောင်လိုက်မယ်ဆိုရင်ဘလို့ကောင်းခြင်းတွေဖြစ်လာမလဲဆိုတာကိုလေးကစလုံးမှာခြုံငုံကြည့်မယ်ဆိုလို့ရှိရင်တော့ရွေးချယ်စရာတွေတည်းကနေပြီးတော့မှအကောင်းဆုံးအရာကိုရွေးချယ်လာနိုင်မယ်တဲ့နောက်တစ်ခုကဆိုလို့ရှိရင် ဂျင်းဆိုင်ရှင်ပြိုင်တဲ့အခါမှာကိုကအစင်နိုင်ပေမဲ့နိုင်နိုင်မကျင့်တဲ့အတွက်တင်ဟာတင်ရဲ့စိတ်တွေကပို့ပြီးတော့မျက်မျက်လာမယ်တတိတွေရှိလာမယ်ဆိုတဲ့အတိတ်ပဲနောက်တစ်ခုကဆိုလို့ရှိရင်တော့တင်ရဲ့ရည်ရွယ်ချက်အတ္တဓာတ်တွေကိုကာကွယ်တဲ့အခါမှာလဲတဲ့အတ္တတွေကိုရှော့ပြီးတော့လုံမယ်ဆိုလို့ရှိရင် မျှတသူဖြစ်လာနိုင်ပါတယ်တဲ့နောက်တစ်ခုကစိတ်တွေမလောဘဲနဲ့အချိန်ကိုစောင့်ဆိုင်းတတ်မယ်ဆိုလို့ရှိရင်တော့သင်ဟာအခွင့်အရေးကောင်းအခွင့်အလမ်းကောင်းတွေကိုမိမိရရစုပ်ကိုင်းနိုင်ပြီးတော့ဘဝမှာတိုးတက်ရတိုးတက်ကြောင်းကံထောက်ပံ့တွေကိုရရှိစေမှာပဲဖြစ်တယ်ဆိုတဲ့ကတ္တမိတ်လေးကိုမြင်ရပါတယ်ဒါဆိုလို့ရှိရင်တော့တနည်းကနေတွေမွေးဖွားသူလေးတွေကအခုဒီနေ့ကနေစပြီးတော့နောက်လာမယ့်တစ်ပတ်အတွင်းမှာဒါလေးတွေဆောင်ရွက်ဆောင်ရွက်ပြုလုပ်လိုက်မယ်ဆိုလို့ရှိရင်အဆင်ပြေသွားပါပြီအဲ့ဒီတော့ တနင်္ဂနွေနေ့မွေးဖွားသူတွေရကဘာပေါ်မှာအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကိုမြင်ပြီးတော့ဒီဗီဒီယိုရဲ့ energy နဲ့လည်းတိုက်ဆိုင်မှုရှိတယ်ဆိုတဲ့သူတွေကကွန်မန့်လေးမှာရေးပေးခဲ့ပါအောင်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ tarot reading လေးတွေနဲ့ spiritual knowledge ပညာရပ်ကလေးတွေကိုထပ်မံပြီးတော့မျှဝေပေးသွားပါမယ်။ကျေးဇူးပါ။ပန်းစုပါ။